ဆိုကောပရိသတ်များအားလုံးပဲမင်္ဂလာပါတနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဝါဟန်တန်တို့ရဲ့ပွဲလေးကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့အတူအိုဝင်ကနေပြောမှဒါပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အိုဝင်မင်္ဂလာပါမင်္ဂလာပါကိုမန်ချက်စတာယူနိုက်တက်နဲ့ဝါဟန်တန်တို့ပွဲဒီပွဲကဒါပထမချော့မှာတော့ဝါဟန်တန်က2-0နဲ့နိုင်တယ်ဟုတ်ကဲ့အမမရဒါနီးပြတ်စ်ဒါရောက်ခါစားနော်ပထမဆုံးပွဲပထမဆုံးပွဲဖြစ်မဲ့တင်တယ်အဲဒီတော့ဒါ2-0နဲ့နိုင်သွားတယ် ဒါဒုတိယကြော့မှာတော့ဒါဘယ်လိုရလက်ထွက်မလဲတော့မသိသေးဘူးပေါ့လေဒီပွဲအခြေအနေလေးဒီပွဲမှာအမှန်တမ်းပြောရင်တော့နှစ်သင်းလုံးကတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့မှအမှတ်လိုချက်ကြီးကြီးမားမားတော့မရှိဘူးပေါ့လေဒါမှ Manchester United အနေနဲ့ဒီပထမကြော့ရှုံးကိုရက်တက်နိုင်မလားဒါမှမဟုတ်ဒါဝူဖန်တန်ကပဲ1980ကျော်နောက်ပိုင်းပေါ့လေပထမဆုံးအနေနဲ့တရားစီရင်သွင်းမန်ယူနဲ့ကြော့လုံးနိုင်မလားဆိုတော့ဒါကြည့်ရမှာပေါ့ဒီပွဲပေါ်စီတူ sorry owen တစ်ချက်တော့တော့ပြောရင်းအဲ Manchester United ကတော့ဒါ Europa League မှာဒါနောက်ဆက်တက်သွားတဲ့အတွက်ဒါ ဟိုနီးပြအမော်ရင်းကပြောသွားတယ်ပေါ့လေဒါသူပရီးမီးယားလိမန်သားလူငယ်ရင်းနဲ့ပဲသူပွဲထုတ်တော့မယ်ဆိုရင်စကားလည်းခံထားတော့ဒီဘက်မှာဘလို့ပွဲထွက်လာမလဲဆိုတော့ကျွန်တော်တို့ဒါခံမှန်းလို့မရဘူးပေါ့လေဒါပေမဲ့ဒါပထမအကြော့ဒါရှုံးထားတဲ့အရှုံးဝင်တော့ဒီဟိုဒုတိယအကြော့အိမ်ဝင်းမှာတော့ဟိုကျွန်တော်အထင်တော့ဒီရုပ်ပြစိတ်မဖြစ်အောင်အဲဟိုဟာရလက်မဆိုးအောင်တော့ဒါဟုတ်ပါနေတော့တည်တော့တည်အောင်တည်အောင်ထိမ့်ပြီးတော့ပဲကန်သွားမယ်လို့ထင်နေတယ်ဒါမှမဟုတ်ဒါမှမဟုတ်တခုပြောစရာရှိတာက ဘူးကခုနောက်မှာတော်တော်လေးခြေဆွမ်းလဲကောင်းတယ်ဗောနော်နောက်ဆုံးပရီးမီးယားလိဂ်၄ပွဲဆက်လာမသိဘူးလဲနိုင်ဟားတယ်နောက်ပြီးတော့ဒါဗင်တာဘာရာရဲ့လက်ထက်မှာဘူးကတကယ်ကြီးဟိုထွန်ဆောင်းဖြစ်သွားတယ်ဟိုအလုံးစုံပြောင်းလဲလိုက်တယ်ဗောနော်ဂေယွန်လေးလက်ထက်မှာလုံးဝဟိုသုံးစားမရတဲ့ခန်းစစ်ကဒါသူ့လက်ထက်မှာတော်တော်လေးခန်းစစ်ကလည်းကြစ်လစ်လာတယ်နောက်ပြီးတော့ဒါတိုက်စစ်ပိုင်းလည်းတော်တော်လေးထမြက်လာတယ်တော့ကျွန်တော်ဒါတွေ့ရတယ်ဗောနော်အဲနောက်ပြီးတော့ဒါဖင်တာပါရတာလည်းဒါအတွေ့အကြုံရှိတဲ့နီးပြောင်ဆိုတော့ဒါအမော်ရင်ကိုဘယ်လိုရင်ဆိုင်ပေါင်းလဲဆိုတော့ဒါကျွန်တော်တို့ပွဲနေမှာတော့ ပြန်ပြီးတော့ဖောက်ကြည့်အောင်ပေါ့ဟုတ်ပေါ်တူဂီနီးပြားနှစ်ယောက်ရဲ့တွေ့ဆုံပွဲပေါ့လေဒီယာဒီမှာမန်ချက်စတာယူနိုက်တက်ကတော့ပရီးမီးယားလိမှာရှုံးတာ14ပွဲရှိပါပြီယာဒီမကုန်းခင်မှာတင်ပြီးခဲ့တဲ့တရာဒီလုံးကဒါရှုံးခဲ့တဲ့ရှုံးပွဲအကြီးအကျယ်ပေါ့လေဒါ14ပွဲစံချိန်ကိုလည်းတူသွားပြီအဓိကဒါယူနိုက်တက်အနေနဲ့ပရီးမီးယားလိမှာဒါအဆင့်30အတွင်းပြန်ဝင်ဖို့တော့မလွယ်ဘူးဒါပေမဲ့တိတ်ခါဆယ်ဖို့အတွက်ပေါ့လေဒါယူရိုပါလိကိုသူတို့ပြစ်မှတ်ထားတာမှန်မယ်မှန်တယ်ဒါပရီးမီးယားလိမှာလည်းအတိုင်းတရာတရာတိရောအော်တိတ်ခါဆယ်ဦးမလို့ထင်တယ်အဲ့တော့ဒါဘယ်လိုပြောမလဲ ဒီ United ရဲ့ဒီဖြစ်လာနိုင်တဲ့အခြေအနေပေါ့လေဟုတ်ကဲ့ဟိုပွဲတဲ့ဈေးကတော့ဒါခမန်းကတော့ခက်တာမှန်တယ်ဟုတ်ကဲ့ဒါမဲ့လေဒီတုံးလာနိုင်တဲ့အနေထားလေးကိုကတော့နည်းနည်းလေးကျူပြီးမှတွက်လို့ရမယ်ထင်ပါဘာလို့လဲဆိုတော့ခန်စစ်မှာတော့ United အနေနဲ့သုံးစရာကစားသမားနည်းနည်းများသေးရပေါ့လောလောဆယ်မှာတော့ကွင်းလယ်ကတော့အလဲပြောင်းလုပ်ပြီးမှသုံးစရာရှိတယ်အဲရီဆင်တို့ကိုသုံးကောင်းသုံးလာနိုင်တယ်နောက်ပိုင်းဒန်တက်တာလာတဲ့ကိုဘီမိန်းနူးတို့ပါလာနိုင်တယ် ဒီအခြေအနေလေးပေါ့လေဒါ United ရဲ့အခြေအနေလေးအုံပြောပြောဟုတ်ကဲ့ဗျာ Manchester United ကဒါပြီးခဲ့တဲ့ကျွန်တော်တို့ဒီ sorry ဟိုဟာ Euro Bali မှာဒီဟိုဟာ Kobe Mainu တို့ဒီ Mason Mount တို့ဒါဒီလူစားလေးပြီးတုံးသွားတယ်ပေါ့လေဒီကစားသမားတွေကိုတော့ဒီပွဲမှာအမ်ပြန်ပြီးတုံးအောင်တုံးလာနိုင်တယ်နောက်ပြီးတော့အဓိကတော့ပြောစရာရှိတာ Kobe Mainu နဲ့ Mason Mount ပေါ့လေသူတို့နှစ်ယောက်ကိုဒီ left inside LA sorry ဟိုဟာ left number 10 room နဲ့ right number 10 room မှာသူတို့နှစ်ယောက်ကိုဒီ Bibao နဲ့ပွဲအတွက် အဲကြိုကျူတင်ပြီးတော့ပြောတာဆန်သက်အနေနဲ့သုံးလာနိုင်တယ်ပေါ့လေ။ဘာဖြစ်လို့ဆိုတော့ဒီတိုက်စစ်ပိုင်းမှာဇက်စင်းမရှိတဲ့အတွက်ဒီနှစ်ယောက်ကဒါဟိုပြောရမယ်ဆိုတော့အဓိကကိုဗီမိုင်းနူပေါ့။ကိုဗီမိုင်းနူကဒါဟိုဟာ MRN ကဒီတိုက်စစ်ပိုင်းမှာဒါဟိုဖက်တစ်ချက်ဖြစ်လာနိုင်တယ်။ဖြစ်လာနိုင်လို့ဆိုတော့ဟိုဒီကိုဗီမိုင်းနူရဲ့ဒါပြီးခဲ့တဲ့ဘွဲမှာဒါဟိုခြေပါကိုးကလည်းသူ့ရဲ့ဒီ left number 10 row ကနေပဲဒါတွင်းသွားတာ။ဒီလိုပုံစံမျိုးကိုလည်းကျွန်တော်ကျွန်တော်ဒါပြီးခဲ့တဲ့ရာသီမှာကျွန်တော်ဒါဒီ Man City ကို final မှာလည်းဒီလိုပုံစံမျိုးတွင်းသွားတယ်။နောက်ပြီးတော့ Liverpool နဲ့ပွဲနောက်ပြီးတော့ Wolves နဲ့ပွဲ ဒီပွဲဒီမှာလဲကိုမိုင်းတို့ကဒီ left number 10 row ဒီအဲ့ဒီ left channel ရနေ left channel ပေါ့လေ left channel ရနေပဲတွင်းသွားဆိုတော့ဒီအဓိကတော့ကိုမိုင်းတို့ဒီတိုက်ဆက်ပိုင်းမှာဒီဗီဘောင်နဲ့ပွဲအတွက်ဒီကြိုတင်ပြီးတော့ပေါ့လေဟိုဟိုဟာစမ်းသက်သုံးဆွဲလာမလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်နောက်ပြီးတော့ဒီဘက်မှာဘရူနိုကိုအနာပေးတင်အဲဘယ်လိုပြောမလဲဟိုပေးတင်တာပေါ့လေဟိုအနာလည်းပေးတင်နိုင်တယ်အာပေးလာနိုင်တယ်အဲနောက်ပြီးတော့ဒီကိုင်းမှာအခုခုနပြောလိုပဲဒါအယ်ရီဆန်နဲ့ဦးကာဒီကိုပဲကျွန်တော်ဟို ဆက်နပ်ပြီး3ဟာ3 3လနိုင်ရေပေါ့လေ3လနိုင်ရေဆိုတော့ဒီအဓိကတော့ဒီတိုက်စစ်ပိုင်းမှာပေါ့ဒီ white line ကလည်းဒါမနိုင်ပြောဆိုအာကုလို့မညာသေးဘူးလေအာကုမညာဆိုသူ့ရဲ့ဒါဒီပွဲမှာတော့ဒီ white line တို့ဒီ copy mine တို့နောက်ပြီးတော့ missing mount တို့ဒါတိုက်စစ်ပိုင်းမှာဒါဟိုဆန်းသက်ပြီးတော့သုံးဆွဲလာနိုင်တယ်။နောက်ပြီးတော့ခန်းစက်ကတော့ဘယ်လိုပုံနဲ့ပို့ထွက်လာမလဲတော့ပြောလို့မရဘူး။နောက်ပြီးတော့အိုနာနာကိုတော့ဒီအနာပေးလာနိုင်တယ်လို့တော့ကျွန်တော်မြင်နေဗျ။အဲဒါဒီညမှာကူမင်းနူးနဲ့ပတ်သက်ပြီးတော့မှအိုဝင်သုံးသက်သွားတယ်ကိုလေ။ဒါလေးကတော့ဒါစိတ်ဝင်စားစရာရှိပါလိမ့်။မင်းနူးက ပုံမှန်အပြင်တည်းခန်းစစ်ပိုင်းနဲ့ပတ်သက်လာရင်ခန်းစစ်ကိုစင်ကူနိုင်ပိုင်းနည်းနည်းလေးအားနေတယ်အဲ့ဒီကနံပါတ်6ရိုးမှာကစားတဲ့ပွဲတွေပေါ့လေဒီလိုပွဲမျိုးမှာကြာနေမင်းနူးရဲ့အားနေချက်တွေသူကပူရှာရှာပူလို့မရဘူးနံပါတ်6ရိုးမှာညာသူကဘလို့ဖြစ်နေလဲဆိုတော့သူကသူ့ရဲ့ ဒီ mindset မှာကိုကသူကတိုက်စစ်ကိုပို့ပြီးလိုက်ပါချင်တာနောက်ပြီးတော့ဒီခံစစ်ကုညီနိုင်ကိုအပိုင်းမှာလည်းအားနည်းသလိုတချို့ပွဲတွေမှာဆိုရင်ဒါခိုကတ်ကစားတာကြီးတွေ့ရတယ်ဗောလေခုနကပြောရမယ်ဆိုတော့ तू ကဒီ double pivot role မှာဒါ copy mind node ဒါတိတ်အဆင်မပြေဘူးတကယ်တော့အခုလက်ရှိဒီ amorin ရဲ့ system အောက်မှာဒီ left navbar tam role ကဒါသူ့အတွက်အဆင်ပြေဆုံးနေရာဖြစ်တဲ့အတွက်ဒီဒီအတွက်ကိုလည်းဒါ amorin ကဒါဟိုစမ်းသပ်သုံးဆမှာကျွန်တော်သေးကြရပြဒီပွဲမှာဘာလို့ဆိုတော့ဒီဘီဘောင်နယ်ပွဲကတော်တော်ကြီးကိုအရေးကြီးရယ်လေအရေးကြီးရယ်ဆိုတော့ဒီတိုက်စစ်ပွဲမှာလည်းဇက်စည်းလည်းမရှိဘူးနောက်ပြီးဟွိုင်းလန်းကလည်းတိတ်ပြီးတော့ ဟိုအားကိုးလို့မရတဲ့အနေအထားမျိုးမှာဒါကိုဗီမိုင်းနူးတို့ဘရူနိုတို့ကဒါတိုက်ဆိုင်မှာအဓိကခရာကြလာနိုင်တယ်နောက်ပြီးတော့ဟိုဂနာချိုပေါ့လေဂနာချိုလည်းဒါပြီးခဲ့တဲ့ပွဲမှာလည်းဒါဘာပဲပြောအပိုင်ခွင့်ရေးလွှဲမယ်သူ့ရဲ့ကစားအားနဲ့ဒီလောကနှုံးတော့ကျွန်တော်အတိမတ်ပြုရမှာပေါ့အတိမတ်ပြုရမှာဆိုတော့အဓိကတော့ဒီကိုဗီမိုင်းနိုးပေါ့ဟုတ်ကိုဗီမိုင်းနိုးရောတော့ဒါပြောစရာရှိတာပေါ့ဟုတ်မိန်းနူးရဲ့ role လေးကတော့စိတ်ဝင်စားစရာကောင်းပါလေအမှန်တကယ်လဲဟုတ်ပါတယ်ဒါမိန်းနူးကဒီ attacking midfield midfielder နေနဲ့သုံးတဲ့ခါမျိုးကြရင်ပို့ပြီးတော့မှဒါအဆင်ပြေနိုင်တယ် ဒီ nemesis rule မှာကြာရင်တော့ဒါခဏတော့အိုးရင်သုံးသက်တယ်လို့ပဲပြန်ပြောမလိုက်ချင်တာတွေကိုကလိုက်ရင်မိနိုင်တဲ့ဘောလိုမျိုးညစ်ပြောမှလိုက်လိုက်မိနိုင်တဲ့ဘောလိုမျိုးမလိုက်ဘဲနဲ့မျောလိုက်တာတွေပေါ့နော်ဒီအခြေအနေကြာရင်ဒါ United ကဒါ goal ပြီးရတာမကြောက်ခဏတွေးရတယ်တချို့ပွဲမှာလည်း Amorin လက်အောက်မှာလည်းကိုမင်းနူးကဒီပွဲလားနှစ်ပွဲလားမသိဘူးကိုမမတ်ရဒီ attacking mid field မှာတုံးလိုက်သေးတယ်ပြဿနာပါလဲဆိုတော့ Amorin ကိုယ်တိုင်ကလည်းအပြောင်းလဲတအားများတယ်ဟုတ်တယ်အခုတော့ထင်ထားလိုက်ပြီပေါ့နော်ဟိုမှာ ကစားမတယောက်ယောက်ကဒီအဓိကကတော့ United နဲ့ပတ်သက်လာရင် attack game ပိုင်းကပြဿနာလေဟုတ်ကဲ့ဒီအထူးသဖြင့်ဒါ Premier League မှာဒီ United မှာထူးခြားမှုတစ်ခုတော့ရှိတယ်ဒါက Owen နဲ့3 Thami 3 Thami နိုင်တို့ဒါ Manchester United ပြိသက်တွေလည်း3 Thami နိုင်တယ် Premier League မှာဂိုးတွေရဖို့အတွက်တောက်လျှောက်ရုံးကန်ရတဲ့အသင်းက Europa League မှာကျတော့တောက်လျှောက်ပဲเนาะဒါနီးပြားဟောင်းနီးပြားတဲ့ ဒီလက်ရှိနီးပြရောနောက်ထပ်ဟိုကိုရိုတာနီးပြဟောင်းတန်ဟက်လက်ထက်ကရောဂိုးရောက်ကိုအဲ့လောက်ထိမခက်ဘူးဟုတ်ကဲ့ပြောရင်တော့တိုက်စစ်အကောင်းကြီးမဟုတ်ဘူးဆိုရင်တော့မှ United က Premier League နဲ့မတူတဲ့ဒီဘယ်လိုပြောမလဲဂိုးသွင်းစွမ်းအားကိုကိုရိုတာ Europa League မှာမြင်ရတယ်ပေါ့လေ Premier League မှာကျတော့ဥပမာပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါ Lyon နဲ့ပွဲမှာသူတို့ကြားရဲမှာ၅ဂိုးပေါ့လေအချိန်မသွင်းဂိုးအပါဝင်ဒါ၅ဂိုးသွင်းသွားတယ်ဒါပေမဲ့အဲ့၅ဂိုးသွင်းသွားလို့ United ရဲ့တိုက်စစ်ကိုကိုရိုကဟုတ်လားပြီဆိုပြီးတော့မှယုံကြည်လို့မရအောင်ပြဿနာဒီ Europa League ကံတဲ့ပွဲတွေပွဲတွေကြရင်လည်း ြန်ပြီးမှရုံးခံရတယ်တွေ့ရတယ်ဆူစီတက်ကိုဥမာအဖြစ်ဒါသူတို့ဒုတိယကြော့မှာလေကိုသွင်းတယ်လေကိုသွင်းပြီးတိတ်မကြောက်ဘူးပေါ့နော်ဒါပရီးမီးယားလိမှာနည်းနည်းလေးမျောလင်းလိုက်တာရှိသေးတယ်ဒါရှုံးပွဲတွေဆက်ပြီးတော့ဂိုးပေါက်ပျောက်တာလည်းတွေ့ရဆိုတော့အဓိကတော့ဒါစမ်းသပ်ရမယ့်အပိုင်းကတော့ဒီတိုက်စစ်အပိုင်းပဲဖြစ်မယ်ထင်ပါတယ်ဒီဟိုအခုတော့ဒါဝူဟန်တန်ပွဲတဲ့ဆာရင် United ကလည်းဒါဆက်ဆက်ပြီးတော့မှတွေးကြည့်ရမှာ Europa League နဲ့ချိန်ထိုးပြီးတော့မှတွေးကြည့်ရမယ့်အခြေအနေတွေရှိတာပေါ့လေအဲ့တော့ Kobe Mainu ရဲ့ role လေးကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ် right number 8 role ကတော့ Mismock ဒါမှမဟုတ်မီဆမောက်ဝင်ကတော့ဒီဘယ်လိုပြောမလဲ nemesis rule ပုံစံပါလေဒါတွဲလို့ရတာပေါ့လေအဲဆိုမီဆမောက်လည်းပြန်ပါလာမလို့ထင်ပါတယ်အထောင်တိုက်စစ်ကတော့ဟိုဘယ်လိုပြောမလဲ white line ပဲရှိတာ white line ပဲရှိတာဟုတ်နော် white line ပဲရှိရဆိုတော့ white line နာွားလဲအမှန်တမ်းပြောရင်တော့ ကျွန်တော်တဲ့ပြိဿတွေကတိတ်ပြီးမှုမာတော့သူရဲ့ဘိုးသွင်းတော့လည်းဘာမှတိတ်ပြီးအားရစရာလည်းမရှိဘူးဆိုတော့အဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲနာနာပြပြဝိုင်လန်တော့သုံးပါပဲခွာဆိုတော့တိုက်စစ်မှာတော့ဝိုင်လန်ကအထောင်ပါလာနေတယ်အဲခန်းစစ်အစုဖွဲ့ကတော့နည်းနည်းလေးခံမရခဲ့တာပေါ့လေခန်းစစ်အစုဖွဲ့ကခံမရခဲ့တယ်ကူလီယာရောပါလာပြီလားကြောက်ခံမှုပြည်လားမသိဘူးဘူးလဲကူလီယာလေဒီဒီကွင်းလေကစားမလေးကူလီယာကူလီယာခူရအော်ခူရခူရနာနေရောမယ်နာနေရောမယ်နော်သူကြက်ခံမှုပြည့်နော်သူပါလိုက်နေဟိုကဒီကလေးက ကြံ့ခိုင်မှုမပြေဘူးဆိုတော့ဒါနံပါတ်6ရိုးမှာတော့ဒီဝိုင်းကစားသမားဖြစ်တဲ့ Ericsson တို့မြင်လာတယ်နော်ဘာလို့ Casemiro ကတော့အနာပြီးမယ်ထင်တယ်ပြီးခဲ့တဲ့ပွဲမှာလည်းမိနစ်120တော့တုံးထားတယ်ဆိုတော့လေဒါပေမဲ့ Wuban Dan ကဒီတိုက်စစ်ပိုင်းပေါ့ Van Dijk တိုက်စစ်မှာတော့တေချာပါတယ် Matias Cunha ကတော့တကယ်ကိုအန်အသင့်စရာကောင်းတဲ့ဂိုးသွင်းလုံးတွေတွင်းနေတယ်နောက်ထပ်ဒါဒီယာဒီမခေါ်ထားတဲ့ Strand Larsen ဒီတိုက်စစ်မှုကလည်း ထင်ထားတယ်ကိုပို့ပြီးတော့မှခူးသွင်းတော့ကောင်းနေတယ်ဘူဗန်တန်ရဲ့ဒီခြေစွမ်းလေးပေါ့လေဒီခြေလေးလေးလည်းဝင်ဆက်ပြောပြောပြောဟုတ်ကဲ့ပါဟိုဟာရူဗန်တန်ရဲ့ဒီတိုက်ဆက်ကအခုလက်ရှိအနေအထားတော့ဒါမင်ဆာယူနိုက်တက်တောင်မှဒါနည်းနည်းလေးတာရုံတော့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့ဒီဟိုလာဆင်ရောဒီကုညာရောကအခုလက်ရှိမှာဒါဖောင်တာအမီနဲ့ကစားသမားတွေနောက်ပြီးတော့အရန်မှာလည်းဆာရာဘီယာရှိတယ်ဆာရာဘီယာရှိတယ်နောက်ပြီးတော့အခုနောက်ပိုင်းမှာဒီဒီ right number 10 rule ဆက်စံတာတုံးလာတဲ့ဒါပါ မင်းတက်စလာပါအဲ့မင်းတက်ဟောဟောအဲ့မင်းတက်မို့ sorry မင်းတက်အဲ့ရောအမက်ဆိုင်တယောက်ကစားသမားတယောက်ရှိသေးတယ်။ तू तू ဆိုလဲဒါခုနောက်ပိုင်းဒါ၃ဘွဲ့ဆက်တိုင်လာမသိဘူး။ဒါ၃လာဆိုတော့ဒီ Vitabara ရဲ့အတင်းကတိုက်စစ်ပိုင်းလည်းတော်တော်ထက်မြက်တယ်။နောက်ပြီးတော့ဒီ Amorin Need to ဒါ Vitabara ကလည်းဒါဟို3ယောက်တန်းခံစေ3နဲ့နောက်ပြီးတော့ဒါ352ဆက်ဆန်ဒါ3ဟိုဟာ3241ဆက်ဆန်လဲဟိုသူ3နဲ့ပေါ့လေဒီကွင်းထဲမှာတော့ဒါဒီခံစစ်အတူက ဒီ Vinapire ကလည်းဒါခန်းစစ်ကိုအားပြုပြီးကစားတာပဲဒါပေမဲ့ तू က transaction gain ကြီးလည်းကောင်းတယ်နောက်ပြီးတော့ဒီအခုလက်ရှိဒီ Betterman ကဒီဒါခြေဆွမ်းပြနေတော့ Norway လည်းရှိရယ်ဆိုတော့ Norway ကလည်းဒါတိုက်စစ်လိုက်ပါမှုတော်တော်ကောင်းတဲ့ကစားသမားဆိုတော့ဒါ Manchester United အတွက်ကတော့ဒါခန်းစစ်ကတော်တော်လေးသတိထားမယ်အနေထားပဲပဲဟုတ်အဲ United ကဒါအခုဒါအမြဲတမ်းပြောတယ်ဒီချက်ကပါလဲဆိုတော့ဟိုခန်းစစ်ကစားတဲ့အသင်းကြီးနဲ့ကြာရင်အမြဲတမ်းဒီပါဒါရုံးကန်ရတယ်ဗောလေအနည်းဆုံးဒါ Northern Forest နဲ့ပွဲမျိုးဒီလိုပွဲမျိုးကြာ United က ဟိုဘာမှမလုတ်တတ်တဲ့ပုံစံမျိုးပြန်ဖြစ်သွားတာပေါ့နော်ဟိုအတင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေဒီနောက်ပိုင်းအတင်းကြီးတွေတွေ့တဲ့ပွဲကြီးမယ်ဆိုရင် United တော်တော်ကြီးကိုကောင်းတယ်ဒီ2025ထဲမှာကစားတဲ့ဒါ Liverpool နဲ့ပွဲ Manchester City နဲ့ပွဲနောက်တဲ့ Arsenal နဲ့ပွဲဒီအတင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေကြာ United ရဲ့ဒီတုံ့ပြန်မှုတွေကတကယ်ကိုအားရစရာကောင်းပေမဲ့ခန်းစစ်ကစားတဲ့အတင်းတွေနဲ့တွေ့တဲ့ခါကျရင်တော့ United ကအားနေပြီးတော့မှဟိုဘာလို့လို့လို့ရမယ်မသိတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဗောလေအခုဒါဘူဗန်ဒါကလည်းခန်းစစ်ကို UTB ကစားလာမဲ့အသင်းမျိုးဖြစ်တဲ့အတွက် United ကဒါလူချင်းတဲ့ရလဒ်တစ်ခုကိုရနိုင်ပါမှန်းလို့အဲဒါကတော့ပြောရခဲ့တယ်ပေါ့လေဘာဖြစ်လို့ဆိုတော့ဒီကျွန်တော်ကပြောသေးပြတာအမော်ရယ်ကဒါပရီးမီးယားလီးဂ်ကိုတိတ်ပြီးအာယုံဆိုင်လောက်မဲ့ပုံစံမျိုးကျွန်တော်မတွေ့ရဘူးပေါ့လေမတွေ့ရဘူးသူ့အနေနဲ့ကခေါင်းထဲမှာတော့ဒါဘီပေါင်းနဲ့ဘောတော့ပဲသူရှိနေမှာရှိနေမှာဆိုတဲ့အတွက်ဒါဒီပထမကြောအဟိုဟိုဒီရလက်ကိုပေါ့လေဒီကြောင်းမြန်လှမ်းမှုအနေထားမျိုးဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ကတော့ဒါတော်တော်လေးအထက်ကံမှာပဲဖြစ်မယ်ဒါဒါပေမဲ့လက်ရှိအနေထားမှာဒါမန်ချက်စတာယူနိုက်တက်ကအခုလက်ရှိဒီပရီးမီးယားလီးဂ်ကိုတိတ်အာယုံမဲ့ ရထားတဲ့အနေအထားမျိုးတွေတွေ့နေဆိုတော့ဒါရလတ်ရရင်မစိုးအောင်လို့ပဲဟိုချစ်ကန်လာမယ်လို့ထင်တယ်ကျွန်တော်ကပြောကြလို့မျိုးပဲဒီဒီပွဲမှာဒါပြီးခဲ့တဲ့ Lion နဲ့ပွဲကကစားသမားတွေဒါမိနစ်180ပြည့်ကစားထားတဲ့ကစားသမားတွေကိုဟိုအနာပေးပြီးတော့ဗောလေဒါပြီးခဲ့တဲ့ပွဲမှာဒါအရန်ဂုံမှရှိနေကစားသမားတချို့ဟိုဟာတချို့အပြင်ဗောလေဟိုဟာတခြားကစားသမားတွေနောက်ပြီးဒီလူငယ်ကစားသမားလေးလူငယ်ကစားသမားတွေလည်းပွဲထွက်လာနိုင်တယ်ဆိုတော့ဒီပွဲကတော့ဒါဘလူးရလမျိုးဖြစ်လာမယ်ဆိုတော့ဒါခမဲရခက်တယ်ဗောဟုတ်ဟုတ်အကူကတော့ဒါမန္တန်ပြတော့ အဲ United တည်ရီလောက်ပေါ့လေတည်ရီလောက်တော့ဒီလောက်တော့မန်လို့ရမှာရမယ်ဒါပေမဲ့အနိုင်ရဖို့တော့နည်းနည်းလေးခဲရင်ကောင်းခဲရင်နိုင်တယ်ဒီဘက်မှာ Van Dijk ကဖောင်မိနေတဲ့ချက်ရဲ့နောက်တော့ခန်းစစ်ကစားတတ်တယ်ပေါ့လေခန်းစစ်ကစားတတ်တယ် Spa နဲ့ပွဲမျိုးမှာဆိုရင်ဒါ Spa အပေါ်မှာတိုက်စစ်အားကောင်းတဲ့အသင်းတင်းလို့ပြောလို့ရပါပဲ Van Dijk ဒီ Spa ကိုလည်းကောင်းကောင်းထိန်းချုပ်ကစားသွားနိုင်တယ်ဆိုတော့ Van Dijk ကတော့ဒါ Ultra Four မှာ တရေတော့ရနိုင်မယ်ထင်ပါတယ်ဒီရာဒီမှာတစ်ကြော့လုံးမန်ချက်စတာယူနိုက်တက်ကိုမရှုံးတဲ့မတန်းပေါ့လေဒီမတန်းလေးကတော့ဘူဝါနာရရောက်သွားမယ်လို့အကူကတော့ထင်တယ်ယူနိုက်တက်ကိုတိုင်းကလည်းအမတန်းပြောရင်ယူရိုပါလိကိုပဲပို့ပြီးတော့မှအအောင်ဆိုင်လိမ့်မယ်ဒီကြားထဲမှာအဓိကကစားသမားတွေထံရမရအောင်ပဲဦးစားပေးပြင်ဆင်လိမ့်မယ်လို့ထင်တော့ပေါ့လေဒါဒီဘလိုရလက်ထွက်မလဲဆိုတော့ကိုပွဲကြမှာပဲအတူကြည့်ကြအောင်နော်ဒါကြီးစုအပိကကြတဲ့ဆော့ကောပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ